ယခုတခါကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာကြီးဖိုးကျော်ရေးသားသောတော6တဲ့တင်းခွေချဲဆိုတဲ့ဝတ္ထုတိုလေးနဲ့ငွေပါနဲ့တင်းခွေချဲဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာတော6တဲ့တင်းခွေချဲဘာမိုးနဲ့ဘာဟိုးတို့ညီကိုနှစ်ယောက်ဒီတော့ကြက်ပြည့်ရန်ထောက်ရှာပင်တော့ဘက်ဝါပြောင်းတယောက်တလုံးစီနဲ့ထွက်လာခဲ့ကြသည် အချိန်မှာတော့ကြက်များအိတ်တန်းတက်ချေနေဝင်ရည်တရောဖြစ်သည် လေကွင်းအစုံကတောစတော်ရနာရောက်လာကြသည်တောကြက်များ အိတ်တန်းတက်ရန်တွန်ကျူးတံကိုညီကိုနှစ်ယောက်နားဆွင့်နေကြသည်တောကြက်များအိတ်တန်းတက်ရန်တွန်ကျူးတံကိုဟိုမှဒီမှ ကြားလာရသည်သူတို့ညီကိုနှစ်ယောက်သည်အနည်းဆုံးမှတွန်ကျူးတံကြားရသောတောကြက်တကောင်နောက်လိုက်လာကြသည်ကြက်တွန်တံကြားရသော နေရာမှာနွားတက်လန်းနာရှိ ပြင်းမပင်တပင်ပေါ်ကဖြစ်သည်ຫນွေလာဖြစ်သည်ဖြင့် ပြင်းမာပင်ကအရွက်တွေခြွေချထားရာကျက်ရှာရသည်မှာလွယ်ကူနိုင်သဖြင့်ညီကိုနှစ်ယောက်ဝန်းတာသွားကြသည်နွားတက်လန်းကပြင်းမာပင်ကြီးနားရောက်သောအခါသူတို့ညီကိုနှစ်ယောက်မှလုံးဝစကားမပြောတယောက်နဲ့တယောက်လက်ဟန်ချီဟန်မျက်စမျက်နှာနှင့်သာတင်ကြေတာစကားဆိုလာကြသည်ဘာမိုးသည်အသင့်ပါလာသောနွားခလောက်တစ်လုံးနှင့်ဒေါန်ဒေါန်နေနေလှုပ်ခါပြင်းမာပင်ကြီးအောက်ဝင်လာသည် ဘာဟုကမူပြင်းမပင်ကြီးပေါ်ရှိဂိုင်းမော်တက်နေသည့်တောချက်ကိုမော့ကြည့်လာ၏ဘာမိုးကနွားခလောက်ကိုလှုပ်လာခြင်းမှာပြင်းမပင်ပေါ်ရှိတောချက်သည် သူတို့အားနွားများဟု အထင်ရောက်အောင်လက်ပြန်ပြေးမတော့အောင်နီးပရိရဲ့ဆင်လာခြင်းဖြစ်သည်တောချက်များမှာအလွန်လူရိပ်လူချေပါသဖြင့်ဤသို့မလဲစားနိုင်မရလူရိပ်ကြသည်နှင့်ချက်ချင်းပြန်ပြေးသွားကြသည် ပြင်းမပင်ပေါ်ရှိတောချက်သည် သူတို့ညီကိုနှစ်ယောက်အားလုံးဝရိပ်မိပုံမရား နွားခလောက်တန်တရောင်းနောင်တရင်ရင်ကြားနေရသဖြင့်ဆက်၍တွန်ကျူးနေသည်သူတို့ညီကိုနှစ်ယောက်ကလည်းဝါးပြောင်းကိုအပေါ်ထောင်ကတောချက်ကိုလိုက်ရှာနေကြသည် သို့တော်ဟိုအကိုင်းကလိုလိုဒီအကိုင်းကလိုလိုနှင့်ကြက်မြတ်တင့်ကျင်သာရောက်သွားသည် ပြင်းမပင်ပေါ်ကတောချက်ကိုယခုထိမတွေ့ရသည်ပြင်းမပင်ပေါ်ကတွန်တန်ကြားနေရလျက်နှင့်ရှာမတွေ့သောတောချက်ကိုညီကိုနှစ်ယောက်ကလည်းတကိုင်းပြေးတကိုင်းမော့ကြည့်၍ရှာကြသည် အမှန်မှာနွေလားဖြစ်သဖြင့်ဘဲတစ်ကိုင်းတွင်မှတည့်ရွက်မရှိသော ပြမပင်ကိုင်းတွင်တောကျက်တကောင်ကိုဤမြအချင်းကြကြရှာနေစရာပင်မလိုအပေါ်မော့ကြည့်လိုက်ုံနှင့်ချက်ချင်းမြင်နိုင်သည်ယခုလိုကြက်မြက်တင့်ချိန်မှောင်ရီတရော၌တောကျက်နှင့်မှားရသောခါကျင်တုပ်အကြီးအသေးဆိုရည်လဲတစ်ကိုင်းမော်တွင်တထုတ်မြမတွေ့ရပဲတစ်ကိုင်းမော်ကတွန်တန်ကြသောတောကျက်ကိုဘာကြောင့်ရှာမတွေ့ပါလဲ။ ထို့ကြောင့်ညီကိုနှစ်ယောက်တိုးတိုးတိုင်ပင်ကြသည်ဟာအတန်ကြားရင်လည်းကြက်ကိုဘာလို့ရှာမတွေ့တာလဲကွာအီးလီအကိုတေချာနားထောင်စမ်းဒါကြက်တော်ညာမဲဟာအကိုဖြစ်သူဘာမိုးကတေတေချာချာနားဆွင့်သည်ဘယ်နေရာကတွန်တန်ပေးနေပါလိမ့်ဟုလဲပြင်းမပင်မော်ရှိဂိုင်းပြားဂိုင်းနားတွေပါမကြံမော့ကြည့်သည်ကြက်တော်ညာမှာအစ်တစ်တစ်နဲ့အတန်ပေးသဖြင့်တញင်ကြက်လားဟုထင်သည် ညီကိုနှစ်ယောက်တယောက်မျက်နှာတယောက်မတိမသာအကဲခတ်ကြသည်တောမှာတောင်မှာဖြစ်နေရေးတော်ဖွင့်မပြောကြတော့လဲနှစ်ယောက်စလုံးဤစိတ်ထဲမှာတောမှောင်တာလားတရဲချောက်တာလားဟူသောအတွေ့ကတော့ဝင်နေကြပြီသို့တော်မုတ်ဆိုးသားနှစ်ယောက်ပြီးပြီးဤဒီကိုဖွင့်မဟာပဲရဲစိတ်တင်ထားကြသည်ဒီချက်ကိုကျွန်တော်တက်ကြည့်မယ်ဗျာညီဖြစ်သူဘာဟိုးမှာစိတ်တူသူဖြစ်တဲ့ဖြင့်ပြင်းမပင်မို့တော့တက်ကြည့်မည်ဆိုသည်အေးတက်ကြည့်ကွာ မင်းအပေါ်ရောက်မှငါအောက်ကဝါပြောင်ကန့်ပေးမယ်တွေ့ရင်တခါတည်းသာပြစ်ချက်။ဘာမိုးကြီးစကားမဆုံးခင်ပင်ငါးမိနစ်ကိုနှစ်ခါသုံးခါလောက်အချက်ကြကြမှန်မှန်တွန်ကျူးနေသောတောကျက်တန်ကချက်ချင်းတိတ်သွားသည်။အစကမူသူတို့ညီကိုနှစ်ယောက်တိုင်ပင်ကြသံကျေသွားသဖြင့်တောကျက်ရိပ်မိသွားပြီဟုထင်လိုက်ကြ၏။ထို့နောက်နွားဟုတောကျက်ကထင်သွားအောင်ဘာမိုးကနွားခလောက်ကိုကြဲကြဲလောင်လောင်ပြန်လှုပ်သည်။တောင်းတင်းတောင်းတင်းတောင်းတင်း ဟဲ့နော်ဟဲ့နော်ဟင်အကိုဟိုက်ညီအကိုနှစ်ယောက်မှာတယောက်ကိုတယောက်ဘာစကားမှမပြောနိုင်ကြတော့ပဲနက်တလန်ဘေးရှိပြမပင်ကြီးအောက်ကအထိတ်တလန့်ထွက်ပြေးလာကြသည်ဘာမိုးနွားခလောက်ကိုကြဲကြဲလောင်လောင်လှုပ်လိုက်ကမှပြမပင်မော်ကချက်တွန်တန်ပျောက်သွားပြီးဟဲ့နွားဟဲ့နွားဟုအော်ပြောလာခြင်းမှာတရေတစီ၆တာကလွယ်ပြီးဘာမှမဖြစ်နိုင်ထို့ကြောင့်ညီကိုနှစ်ယောက်ရွာဘက်ကိုသာတေပြေးရှင်ပြေးပြေးလာကြခြင်းဖြစ်သည် သူတို့တောကျက်ပြစ်ထွက်လာစဉ်ကယူလာခဲ့ကြသောဝါးပြောင်းနှင့်နွားခလောက်မှလည်းဘယ်နေရာညစ်ကြံကြခဲ့မှန်းပင်မသိခဲ့ကြတော့ပေ။ဘာမိုးနှင့်ဘာဟိုးတို့ညီကိုနှစ်ယောက်အိမ်ပြန်ရောက်လာချိန်မှမှောင်နေပြီ။ညနေတိုင်းတူထောင်ထားခဲ့သောထောင်ချောက်တုတ်ကိုင်းများကိုတွားကြည့်တတ်သောသူတို့အဖေမုတ်ဆိုးကြီးဥပါမျိုးလည်းအိမ်ပြန်ရောက်နေပြီ။သူသားနှစ်ယောက်ကိုမြင်သည်နှင့်ဥပါမျိုးကလှမ်းမေး၏။"တားတို့တောကျက်သွားပြကြတယ်ဆိုဘဏ္ဍကောင်ရကြလေ" တော့ကြဲရဖို့မပြောနဲ့အဖေဒီနေ့သားတို့တရေ၆ခန်းရလို့ပြီးလာကြတာဝါပြောင်းမှုတ်စုနွားခလောက်တောင်ဘယ်ကြကြံကမှမသိဘူးဟေးသူ့သားကြီးဘာမိုးစကားကြောင့်ဥပါမျိုးဟေကနေဖြစ်သွားသည်မင်းတို့ကမှုတ်စုသားတွေပဲတရေကသားတို့ကို၆တဲဆိုတာမဖြစ်နိုင်ပါဘူးဟောအဖေကသာမဖြစ်နိုင်ပြောနေသားတို့မှကြောက်လို့ပြေးလိုက်ရတာအိမ်ကိုအသက်တောင်ပါမလာတော့ဘူးထင်တာဗျာ မောက်ဆိုးကြီးကသူ့သားငယ်စကားကိုမယုံမကြည်နဲ့ပြုံးတယ်တကယ်ပြောတာဟာဖေသားတို့တရေချောက်တာဒီတစ်ခါပဲကြုံဘူးတဲ့သားငယ်ကသူ့အဖေမျက်နှာကိုစိုက်ကြည့်ကထပ်ပြော၏ဒီကနေ့သူ့သားများတရေ6ခံလာရသည်ဆိုသဖြင့်မိဖို့ရဲချက်ပြုတ်နေသောအမေဖြစ်သူကလည်းပြေးထွက်လာ၏သားတို့ကို၆တဲ့တရေကဘလောက်ကြီးလဲပုံလောက်ကြီးရှိလားရှာကြီးကရောဘလောက်ရှိလဲမျက်လုံးကြီးကရောအာဒီမိမ့်မှ ကလေးတွေကိုမဟုတ်ကဟုတ်ကရှောက်ပြောနေပြန်ပြီပောက်ကေရပောက်ကေရမဟုတ်ဘူးဖေတားတို့ကိုတကယ်တရားချောက်တာပါဆိုကဲမင်းတို့ကို၆တဲ့တဲကဘလောက်ကြီးလဲနင့်အမေကိုပြောပြလိုက်စမ်းရုပ်ကြီးနဲ့၆တာမဟုတ်ဘူးအဖေတောက်တီးတောက်တယ်ရုပ်နဲ့မ၆လို့ဘာနဲ့၆တာလဲအတန်နဲ့၆တာဥပမျိုးကြီးအကြီးကတားနှစ်ယောက်စီရောက်လာပြန်၏ဘလို့အတန်နဲ့၆တာလဲပြောစမ်းမအောင် သူ့အဖေဤအမေစကားကိုတားငယ်ဖြစ်သူပါဟုကသူတို့ညီကိုနှစ်ယောက်တော့ကြက်ပြည့်ရန်တွားကြသည်ကစပြီးပြောကြသည်အဆမ်းကကြက်တုံတန်ကြားတယ်ကြက်ကိုရှာမတွေ့နောက်တော့တားကြီးကခလောက်ကိုလှုပ်တယ်အဲ့ဒီအခါမှာဟဲ့နွားဟဲ့နွားဆိုတဲ့အတန်ပေါ်လာတယ်မို့လားဟုတ်တယ်ဖေဟဲ့နွားဟဲ့နွားဆိုတဲ့အတန်ကြီးကလည်းတမျိုးကြီးဗျတရေတန်ကြီးတို့လေပြီးညှစ်ထားတန်ကြီးနဲ့၆တာဘယ်နေရာမှာလဲ ရွာကလူတွေလဲနဲ့ထင်းခုတ်တက်တက်ကြတဲ့နဒက်လန်းဘေးကပြင်းမာပင်ကြီးအောင်ဟာနဒက်လန်းကအရှိကြီးကွာရိုးမတချောက်ပြင်းမာပင်တွေကလည်းအများကြီးဘယ်နေရာမှအဖေဘလိုလုပ်သိမလဲအလောတကြီးပြောနေသောသူ့သားကြီးကို ဥပါမျိုးကခက်ဆက်ဆက်អော်ပြလိုက်၏ဘာကြီးတာမောင်တို့တောင်ရအောင်ကနဒက်လန်းဘေးပြင်းမာပင်ကြီးအဖေရဤစကားကိုတော့တားငယ်ဖြစ်သူပါဟုကသူ့ကိုပင်စိတ်မရှိတဲ့နှင့်ပြန်អော်ပြော၏ မုံဆူကြီးဥပါမျိုးတဟားဟားရေလိုက်သောအခါတားနေအောင်နဲ့သူ့အမေတို့ကဥပါမျိုးကိုကြောင်ပြီးကြည့်နေကြသည်အဖေကဘာရေတာလဲတားတို့ပြောတာမယုံလို့လားဟာတဲ့ယုံတော်မောတားရအဲ့ဒီနရလန်ကပြင်းမပင်ကြီးတရဲကိုအဖေကမွေးထားတာဟမ်အဲ့ဒီတရဲကိုအဖေကမွေးထားတာ ဟုတ်တယ်သားအဲ့ဒီတရဲကိုအဖေမွေးထားတာ၃လနှစ်တောင်ရှိပြီ အားလုံးမွေးထားတာလေအဖေဟာတားတို့ကြားဘူးတာကတရေတွေကတနစ်ကြရင်မွေးထားတဲ့လူကိုကုတ်ချိုတတ်စားတတ်တယ်တဲ့ကြောက်စရာကြီးခုလေတားတို့ကန်ကြီးလို့လွတ်လာတာနော်ဟဲ့နွားဟဲ့နွားလို့ခြောက်အော်နေတဲ့အတန်ပြေးလာရင်းနဲ့တောင်နားထဲမှာကြားနေမိတယ်ဘာလို့အဲ့ဒီတရေကိုမွေးထားတာလဲဆိုတော့တားငှက်ထောင်လို့မရတဲ့အခါတားစုတားစင်စားရအောင်လို့အဲ့ဒီတရေတစီကိုတက်ပြီးတရေတစီရင်စားခြင်းလို့ကြီးလာအောင်တမင်မွေးထားတာအဟုတ်မလို့ဒီက နားထောင်နေတာ ကလေးတွေကပောက်တက်ကြရမဟုတ်ဘူးရှင်ငါမှပောက်တက်ကြရမဟုတ်ကဟုတ်ကတရေတစီကိုပဲကြီးလာအောင်မွေးထားပြီးတရေတစီသားရင်ချက်ဆရမယ်လို့ဥပါမျိုးမိမစူအောင်ပြီးမိဖို့တဲ့ပြန်ဝင်သွား၏ပောက်ကြရမဟုတ်ပါဘူးငါတကယ်ပြောနေတာမိမရမယုံရင်မင်းစောစောထပြီးငရုတ်တိတဆုံသာညံ့ညက်ထောင်းထားလိုက်ငါသားတွေ၆တက်တရေကို မနှက်ပြန်ကငါသွားဖမ်းလာခဲ့မယ်အိမ်ရောက်ရင်ရင်နှွေးဖြောခုတ်ထစ်ပြီးတို့သားအဖအတွေ တရေတစီသားဟင်းနဲ့မြိန်လိုက်ကြမယ်ဖြစ်ချင်းကွာမနေ့ညနေကတောကျက်သွားပစ်ကြရင်သူတို့ညီကိုနှစ်ယောက်အားချက်လွန်လိုက်သည့်တရေကိုဖမ်းပြမည်ဆိုသဖြင့်တားနှစ်ယောက်ကဥပါမိုးနောက်မဝင်မရဲလိုက်လာကြ၏ဆိုင်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 နှင့်ရှိကတောနေသောဥပါမျိုးသည်နဒလန်ဘေးရှိ ပြင်းမာပင်ကြီးနားရောက်သောအခါတားနှစ်ယောက်ပင် ပြောဖို့မလိုဘဲဒီပြင်းမာပင်မဟုတ်လားဟု အတက်မေး၏ သူအမှန်တကယ်မွေးထား၍သာသူတို့မပြဘဲတရေရှိပြင်းမာပင်ကိုအတက်တိတိဟုထင်ပြီးကြက်တီးထာသွားကြသောသားနှယောက်မှာအတန်တုံတုံရင်ရင်နေဟုတ်ဟုတ်ကဲ့အဖေဟုပြန်လူဖြေလိုက်ကြသည်သားတို့အဖေပြောမယ်မုတ်ဆိုးလှုပ်ရှားမဲ့လူဟာတရေတစေတွေကိုမကြောက်ရဘူးတရေတစေငယ်လေးတွေကိုတော့မှတွေ့ရင်မိဖွဲ့ထားရရတယ်ဒါမှစီးပွားဖြစ်မှာ ခုသားတို့ကိုခြောက်တဲ့ဒီပြင်းမာပင်ပေါ်ကတရေကို အဖေတွေ့လို့မွေးထားတာသုံးလေးနဲ့ရှိပြီဒီတရေလေးကိုအဖေစတွေ့တော့ကတရေငယ်လေးပဲရှိသေးတယ်တားခွဲခါစားခုသုံးနေဆိုတော့ဒီကောင်နှစ်ပိတ်တာကျော်သုံးပိတ်တာလောက်တော့ရှိရောမယ်စားလို့ကောင်းတော့စူဖြိုးတော့မဲပေါ့ကွာသူ့အဖေဘာတွေလျှောက်ပြောနေပါလေတနေ့ညနေက သူတို့ကို ချက်ပြီးသူတို့ကိုပေါ်ကပ်ပါလာတော့တရေတီယခုသူ့အဖေကိုများစီးနေလေပလားဟုပိုပြီးကြောက်ရွံ့လာကြ၏ဤတီကိုရိပ်မိသောဥပမျိုးက တားတော့အဖေတခုမေးမယ်မုံစိုးလှုပ်ရှားမဲ့လူဟာတောတောင်ရေမြေရဲ့တဘာဝနဲ့တောတောင်နဲ့ကျက်စားတတ်တဲ့တားငဲ့ဒရိစံအဲမင်းတို့ပြောတဲ့တရေတွေအကြောင်းလဲတီထားရမယ်မင်းတို့ကို မနေ့ညနေက၆တဲဆိုတဲ့တရေနေတစ်ပင်မှာဘာထူးခြားချက်ရှိလဲကြည့်ကြစမ်းဥပါမျိုးစကားကြောင့်တန်းနှစ်ယောက်ကပြင်းမပင်ကြီးကိုအကဲခတ်ကြည့်ကြသည်။ຫນွေလားဖြစ်သည်ဖြင့်တခြားတစ်ပင်များလိုပင် အယွက်ချွေချထားတီကလွဲ့၍ဘာထူးခြားချက်ကိုမှမမြင်ရ။ကဲဘာထူးခြားချက်ရှိလဲပြောကြလေ။ဘာမှမထူးပါဘူးအဖေတခြားတစ်ပင်တွေလိုပါပဲ။ထူးတယ်တိတ်ထူးတယ်တေးသေးချာချာကြည့်ချာဆန်း။ဥပါမျိုးဘာပဲပြောပြောတန်းနေရောက်ကမှတရဲချောက်တော့ပြင်းမပြင်းမှာဘာထူးခြားချက်မှမမြင်ရ။ထို့ကြောင့်ဘာမှမထူးဟုသာထပ်ဖြေကြ၏။ကဲဒီတော့သားတို့ကိုအဖေပြောမယ်။ဒီတရဲရှိတဲ့ပြင်းမပြင်းဟာ ကိုင်းနေသလားမမထောင်းနေသလားကိုင်းနေတယ်ဖေအေးဟုတ်ပြီကိုင်းနေတဲ့တစ်ပင်ကိုဘလို့တော်ဒရိစံကတက်နိုင်လဲရှင်းကြောင်ကအစတစ်ပင်တဒရိစံတွေအားလုံးတက်နိုင်တယ်အဖေကောင်းပြီခြေလေးချောင်းရှိတဲ့တရိစံတွေတဲကတစ်ခေါင်းထဲမှာတားပေါက်တယ်တစ်ပင်ပေါ်မှာလည်းအနေများတယ်ဒါပေမဲ့မမထောင်းနေတဲ့တစ်ပင်ကြတော့သူတို့မတက်နိုင်ဘူးအဲ့ဒါဘာကောင်းလဲ ဥပါမျိုးသည်သူသားနှစ်ယောက်အားအကြောင်းတိုက်ဆိုင်တိုင်းတောတောင်ရေနေတဘာဝနှင့်တောတရိษံတို့၏တဘာဝကိုလက်တွေ့ကြကြအမြဲတင်ပြပေးတတ်သလိုယခုလည်းသူသားနှစ်ယောက်ကိုရွာကလေးများပန်းပေးပန်းဝတ်တန်းကစားသလိုပုပ်စာဟွက်သလိုတလုံးချင်းတစ်ခုချင်းမေးမြန်းတင်ပြနေသည်ကဲတားတို့အဖေပြောတဲ့တောကောင်သိမလားနှစ်ယောက်စလုံးစဉ်းစားနေကြသည်ကဲတာကြီးပြောကျွန်တော်တို့တွေးမရဘူးအဖေ ။ဘာမိုးကခေါင်းကရွေပြော၏။တားငယ်ရောတွေးမရဘူးလား။ဒီကောင်ကိုတားတော့မမြင်ဘူးကြပါမယ်။ဒီကောင်အကြောင်းတားတော့ကိုအဖေအရင်ကပြောပြဘူးပါလေ။ဒီကောင်ဟာပိုးပွေရတွေကိုစားတယ်။မမတ်ထောင်းနေတဲ့တစ်ပင်ကိုသာမတက်နိုင်ပါမယ်။ကိုင်းနေတဲ့တစ်ပင်တွေပေါ်တက်ပြီးခါချင်းကောင်တွေခါချင်းအုံတွေကိုလည်းတက်စား။ဟာတားသိပြီအဖေ။ဘာကောင်းလဲ။တင်းဝင်ချက်ပဲဖြစ်မယ်။အေးဟုတ်တယ်တားငယ်တော့တယ်တင်းငွေကျက်ဟာတွားမရှိဘူး ။ရှာကလေးတီးတီးတဲတွေကတော့နှစ်လက်မှလောက်ရှိတယ်။အမတွေမှာနိုသီးနှလုံးပါတယ်။တားပေါက်ရင်တကောင်ကနေသုံးကောင်အထိ ပေါက်တတ်တယ်။ရန်သူနဲ့တွေ့ရင် ကိုလုံးကိုကရုတ်ခွေလိုလုံးခွေပြီးမလုံးမရွငြိမ်သက်နေတတ်တယ်။သူ့တကူလုံးမှာအင်မတန်မာကျောတဲ့ကြေးခွန်တွေ ရှိတော့ရန်သူတွေကကြိုက်မှလည်းမကြောက်ဘူး။သိငွေချက်ကိုကြိုက်ရင်ကြိုက်တဲ့အကောင်မဲ့သွားကျိုးမယ်ထို့ရိုက်တပ်ပုတ်တော်လဲအကြီးကွန်တွေခံနေတော့တော်တော်နဲ့မသေးနိုင်ဘူးတဏီပဲရှိတယ် ရေနွေးပုတ်ပွက်စူတဲ့ထဲထည့်လိုက်ရင်တော့တေလဲတေတယ်အရေကွန်လဲကွာကြတယ်အထူးခြားဆုံးကတော့ကြားတဲ့အတန်တွေကိုအကုန်လိုက်အော်ဒတ်တယ်လို့ပြောကြတယ်ကြက်တော်နဲ့အချိန်မှကြက်လိုလိုက်တော်နဲ့ငှက်တော်တို့ဈေးွက်တို့မြည်တဲ့အတန်ကို ကြားရရင်လဲငှက်တော်တို့ဈေးွက်တို့လိုလိုက်မြည်တတ်တယ်အဲ့ဒါကြောင့်တားတို့မနေ့ကကြက်တော်နဲ့ကြားပြီးကြက်ရှာမတွေ့လို့တရဲချောက်တယ်ထင်ကြတာကိုဘယ်တွေ့မလဲဒီကောင်ကတစ်ခေါင်းထဲကနေအော်နေတာ ဒီကောင်ရဲ့အထူးကြဆုံးကတားငတ်တရိစ္ဆန်တွေရဲ့မိတန်ကိုသာလိုက်မိနိုင်တာမဟုတ်ဘူးလူတွေခေါ်ပြောကြတဲ့အတန်တွေကိုလည်းလိုက်ပြီးခေါ်နိုင်ပြောနိုင်တယ်အဲ့ဒါကြောင့်တောမှာတောင်မှာမျက်စိလေလမ်းမလိုပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ခေါ်ရင်နာမည်ကိုထုတ်ဖော်ပြီးမခေါ်ရဘူးဟေးဝေးလိုပဲခေါ်ရတယ်ဘာကြောင့်လဲဆိုတော့တင်းွေချက်တွေကြာတော့ရင်တနေရာရာကလူနာမည်လိုက်ခေါ်နေမှာစိုးလို့ပဲ အဲ့ဒီလိုတင်းခွေချက်တကောင်ကောင်ကလူနာမည်ကိုလိုက်ခေါ်နေရင်အခေါ်ခံရတဲ့လူကတကယ်လူခေါ်တယ်ထင်ပြီးလိုက်သွားရောအဲ့ဒါလိုလိုက်သွားတဲ့လူဟာတောနဲ့ထဲရောက်ရင်ရောက်မရောက်ရင်လည်းသူ့နာမည်ကိုတရဲတစီတကောင်ကအော်ခေါ်တယ်ဆိုပြီးလန့်လို့လိုက်ပြငယ်တတ်တဲ့လူတွေဆိုတီတောင်တီသွားနိုင်တယ်အဲ့ဒါတားတို့နောက်နောက်ကိုသတိထားဖို့ပြောပြထားတာခုနဒက်လန်းကိုကြည်စမ်းဘာထူးကြလဲတားနေအောင်ငုံကြည့်ကြသည်ဘာမှထူးထူးခြားခြားမတွေ့ရဤဒီကိုလည်းသူ့အဖေမုံဆိုးကြီးကပြောပြပြန်သည် ီနရက်လန်းဟာတခြားနေရာတွေထက်မြင့်နေဒီတော့ဒီနရက်လန်းကရိုးမာတဲ့ထင်းကုန်တက်ကြတဲ့လူတိုင်းဒီနေရာရောက်ရင်နွားတွေကိုဟဲ့နွားဟဲ့နွားဆိုပြီးကြိမ်နှံများတို့ကြလိမ့်မယ်နွားတွေကအတင်းယုံတက်ကြတော့နွားခလောက်တန်းကလည်းပိုးကျင်မှာပေါ့ဒါကြောင့်ဒီပြင်းမာပင်ကြီးတက်ခေါင်းထဲမှာနေတတ်တဲ့တင်းခွေချက်ကလူတွေနွားမောင်းတန်ကိုမကြာခဏကြားရလို့နာဆွဲနားရီဝါနေပြီးခလောက်တန်ကြားတာနဲ့သူတို့ကိုဟဲ့နွားဟဲ့နွားလို့អော်မောင်းတော့တာပေါ့မဟုတ်ဘူးလား သူ့အဖေမုဆူကြီးပြောပြမှာဘာမိုးနဲ့ဘာဟိုးတို့မှာမနေ့ကသူတို့ကိုခြောက်လွှတ်လိုက်တော့တရေအကြောင်းကို ကောင်းကောင်းကြီးသဘောပေါက်သွားကြလေသည်ဥပမျိုးသည်သူ့သားနှစ်ယောက်အားမုဆူပညာသင်ပေးရာတွင်ဤမြနှင့်အမရသည်45ဒီဂရီခန့်ကိုင်းနေသောပြင်းမပင်ကြီးအပေါ်ပင်စီဘက်တွင်တင်းခွေချက်တွားတက်ထားသော ခြေရာတွေကိုလက်ညှိုးထိုးပြသည်တင်းခွေချက်များသည် လာတာသောညာများ၌ ခါကျင်တုပ်တွေရှိသောတစ်ပင်များပေါ်တွားတွက်ပြီးစားတဲ့ကြောင်းယခုဤပြင်းမပင်မှာယခင်ကခါကျင်တုပ်တွေရှိနေကြလိမ့်မည်ဖြစ်တော်လဲယခုတော့ဤသင်းွေကျက်ရှာရှည်ကြီးနှင့်ရန်ဖန်စား၍ခါကျင်တုပ်တွေကုံသွားပြီဖြစ်ကြောင်းပြောပြကာတစ်ခေါင်းထဲရှိသင်းွေကျက်ကိုတားဖ၃ရောက်ဖမ်းလာကြလေသည်မွေပါနဲ့တင်းကိုချက် မိုးတပြိုင်နှစ်ပြိုင်ရွာကစားမိုးဦးကျတနေ့တွင်ဖြစ်သည်ဥပမျိုးတို့မိုးဆိုးသားအဖ၃ယောက်တော်လဲရှိထောင်ချောက်တုတ်ကိုင်းများကိုရှောက်ကြည့်ရမှပြန်လာကြသည်ဂိုင်းဆက်တောဆာနာအယောက်တွင် ပလူချင်းတချင်းကို အတော်ဝေးဝေးကပင်လှမ်းနေကြရ၏မိုးဦးကျမိုးတပြိုင်နှစ်ပြိုင်ရွာကစားတွင် ထွက်တတ်သော ပလူကောင်များသည်တစ်ဆိုင်တလွတ်ပေါ်မှမိုးပေါ်ပြန်တက်နေကြ၏ ကျင်းထဲမှာမိုးပေါ်ပြန်တက်လာကြတော့ပလူကောင်အသိအတန်းများကိုငှက်တော်နှင့်တကွငှက်မျိုးစုံတို့ကជីជីကြကြအော်မီကထိုးစိတ်စားတောင်နေကြသည်ငှက်မျိုးစုံတို့၏အော်မီထိုးစိတ်နေကြတံများမှာပဝန်းကျင်တစ်ခုလုံးစုညံနေ၏ဒီနေ့တားကောင်မရခဲ့ပေမဲ့ညနေဟင်းစားကတော့တားတို့မပူကြနဲ့တော့ပလူကျင်းသားတွားပြည့်ရင်ဟင်းစားလောက်ကိုခဏလေးရနိုင်တယ် ဒီလိုနဲ့ဘာမျိုးတို့တားဖာ၃ယောက်ပလူချင်းသားရောက်လာကြ၏နေညိုညာချမ်းမှထွက်တတ်သော ပလူကောင်များစထွက်ချိန်မှာနိုင်ဝက်ပင်ရှိပုံမရသည်ထို့ကြောင့်လဲတချို့ငှများမှာယခုမှ ပလူချင်းရှိရာသို့အမောတကောပြန်လာနေကြသည်ပလူချင်းဘက်လမ်းမျောကြည့်ပြီးဥပမျိုးကတား၂ယောက်ကိုပြောလိုက်၏ပလူချင်းတွင် တခါမှတားငတ်မပစ်ဖူးကြသောဘာမိုးနှင့်ဘာဟိုးတို့မှသူတို့အဖေစကားကြောင့်အပျော်ကြီးပျော်သွားကြသည် တားတို့ပလူချင်းသားရောက်လာကြပြီမြေပြင်ကိုတည်တည်ချာချာကြည့်သွားကြမိုးပေါ်မှာပလူစားနေကြတဲ့ငှက်တွေရှိသလိုမြေပြင်မှာလည်းပလူစားဖို့လာကြတဲ့မွေပါကင်းပါးတွေရှိနေတတ်တယ်တတိထားကြသူ့အဖေဥပမျိုးဤတတိပေးစကားကြောင့်ပလူချင်းသားတောဆက်ထဲဝင်လာကြတော့ဗာမိုးနဲ့ဗာဟိုးတို့မှာ သူ့အဖေအနောက်ကလိုက်ပါရင်မြေပြင်ကိုငုံကြည့်လိုက်မိုးပေါ်မော့ကြည့်လိုက်အတောင်ကျွတ်သွား၍မြေပြင်ပေါ်ရှိတိရွတ်တိကိုင်းများပေါ်တွားတက်လိုက် တစ်တော်တဲကတစ်ပင်တစ်ကိုင်းပေါ်တွာနာလိုက်နဲ့ပလူပြန်နေကြသောပလူကောင်များကိုသတိထားအကဲခတ်လာကြသည်ချောကနေအတန်ကြား၍ဖြတ်ခနဲလှည့်ကြည့်လိုက်ရာမွေကြီးတကောင်ကိုမြင်လိုက်ရသည်နောက်တနေရာမှာတော့ဖွကြီးတကောင်ကသူ၏ရှာရှည်ကြီးကိုထုတ်ခါပလူကောင်များကိုတတ်စားနေသည်အဖေဟိုဟိုမှာဖွကြီးဖွကြီးဖွကြီးတကောင်အေးပါအဖေမြင်ပါလေမပြစ်နဲ့ဦး အဲ့ဒီနားမှာဖွတ်တင်လာကွာပုတ်တင်ညိုကင်းလိတ်ချော်ရောပလူစားဒရိတ်ဆန်တွေအစုံရှိနေမှာပဲနေရောအဖေတို့နေရာကောင်းရှာကြမယ်ပလူချင်းသားမြေပြင်မှာနေရတာဒူတွေအထွတ်အန္တရာယ်များတယ်ညဉ့်လာကြဖွတ်ကြီးတကောင်ကိုမြင်ကလေးကပင်ပြစ်ချင်ခက်ချင်၍လက်ရနေကြသောသားနှစ်ယောက်ကိုဥပမျိုးကဟန်တာထားရ၏ပလူချင်းနှင့်တလန်အကွာတို့ရောက်သောအခါဥပမျိုးကတာကြီးပါမိုးကဒီပင်မော်တက်ကွာဟိုကွားစုံမှာထိုင်ပြီးအရာရောက်မဲ့အကောင်တွေကိုပြစ်ရတယ် ဟုပြောပြီးနေရာချပေးသည်နောက်ထပ်ခြေလန်းငန်းလန်းလောက်လျှောက်သွားပြီးသောအခါတားငယ်ပါဟိုးကိုတစ်ပင်တစ်ပင်၌နေရာချပေးပြန်၏သူကမူတားနှစ်ယောက်တက်၍နေရာယူထားကြသောတစ်ပင်နှစ်ပင်နှင့်ဖိုကနောက်ဆိုင်ဇင်းပြုံးပင်တစ်ပင်ပေါ်သို့တက်သွားလေ၏တားဖသုံးယောက်မှပလူချင်းကိုဝိုင်းပတ်၍ဖိုကနောက်ဆိုင်နေရာယူထားကြသည်တယောက်နှင့်တယောက်မှလေးငါးလန်သာကွာသဖြင့် ကြည်လင်လဲမြင်ပြောလင်လဲကြားနိုင်သောမုံဆိုးစကားနှင့်ပေလူရှင်လူအကူအမြင်မှနေရာယူထားကြလေသည်။စူညာနေသောငှက်အော်သံထဲမှထူးထူးခြားခြားအထိတ်တလန့်អော်လိုက်သောငှက်အော်သံတစ်ခုကြောင့်ဘာမိုးနှင့်ဘာဟိုးတို့ကမော့ကြည့်လိုက်ကြ၏။ဂျိုးသိန်းတကောင်ကိုပလူကောင်လာစားနေသောဇယက်အုပ်ထဲမှဇယက်မောက်တင်တကောင်ကိုထိုးတုပ်သွားသည်။ကျိုးသိန်းထိုးတုတ်ခံရသောဇယက်မှာជីជីကြကြမြည်ပြီးရုံးကန်လှုပ်ရှားရင်းပါသွား၏ နောက်ထပ်စုံရဲတကောင်ပေါ်လာပြန်ရာဇယက်အုပ်နဲ့ငှက်ငယ်များမှလန့်ပြီးတစ်တော်တဲ့ထိုးစင်ပုံရည်။သို့တော်တိမ့်ငတ်ကြီးတစ်ပတ်ဝဲပြန်သွားတည်နှင့်တပြိုင်နက်မိုးပေါ်ပြန်တက်ပြီးပလူကောင်များကို ထိုးစိတ်စားတောင်းနေကြပြန်သည်။မိုးပေါ်ရှိငှက်တိုက်ပွဲကိုမော့ကြည့်နေရမှမြေပြင်သို့ငုံကြည့်ကြပြန်ရာမြေပြင်တိုက်ပွဲမှာပို၍ရှုပ်ထွေးနေသည်။ပလူကောင်များကိုလာစားသော ပုတ်တင်ညိုကင်းလိတ်ချောဖော့ ပဒတ်အပြင်ဖားဖပြုတ်နဲ့မွေများကင်းများကိုလည်းမြင်ရ၏မွေများမှာ ပလူကောင်လာစားသော ဖားများကိုညှို့မြို့စားတောက်ရန်ဖြစ်လေသည်တဏျာရှိဘုကနေကြတန်ကြ၍လှန့်ကြည်ရာတစ်ကိုင်းပေါ်တွားသွားနေသော ပလူကောင်များကိုကောက်စားနေသောငှက်တော်တကောင်အားတောကြောင်တကောင်က ခုန်ဖန်းပြီးမြေပေါ်လုံးထွေးကျသွားကြ၏တောကြောင်နှင့်ငှက်တော်တို့မြေပြင်သို့လုံးထွေးပြုတ်ကျလာသည်ဖြင့်အနီးအနားရှိဖို့ပရက်နှင့်ကင်းလိတ်ချော ပုတ်တင်ညိုမွေကင်းများမှလန့်ပြေးသွားကြပြန်သည်သို့တော်မကြပါကြီးထိုနေရာသို့တခြားဖို့ပရက်ပုတ်တင်ညိုနှင့်တွားသွားកောင်များပြန်ရောက်လာကြပြန်သည်ဒီလိုနှင့်ပလူချင်းသားတဝိုက်တွင်ငဲသူကိုជីသူနိုင်သူတို့ကဖမ်းဆီးစားတောင်းနေကြရာဘာသုံးပါနာမည်ရထားသောဥပါမျိုးတို့မိတ်ဆွေဟောင်းကြီးတင်းကွေချက်တစ်ခေါင်ကလည်းဘယ်ကပလူတရင်ရပြီးပောက်ချလာသည်မသိသူ့ကိုယ်ကိုနွဲ့တဲ့ရိုင်လှုပ်ခါပလူချင်းသားရဲရဲဝံ့ဝံ့ပင်ရောက်လာ၏ တဘာဝဖရာသခင်ကသူ့တကိုယ်လုံးအကြီးကိုမာကြောကြောနဲ့ဖုံးအုပ်ပေးထားလေရာတင်းခွေချက်ကြီးမှာတောသုံးတော်ကိုအစိုးရသောကေတရာစာရှင်သေးမင်းကဲ့သို့မြည်သည့်တောကောင်ကိုမြကြောက်ရွံ့ပုံမရဘဲပလူချင်းကိုသာလှဲ့ပတ်၍ရှာဖွေနေသည်ပလူချင်းကိုရှာဖွေရင်းတကောင်တလေတွေ့ရသော ပလူကောင်များကိုလည်းသူဤရှာရှည်ကြီးနှင့်ရုတ်ခနဲရုတ်ခနဲကောက်စားပြစ်သလိုသူအနာတွင်ခြေရှုပ်နေကြသော ဖုတ်ပရက်ပုတ်တင်ညိုနဲ့မွေကင်းများကိုလည်းလက်ဖြင့်ရက်ထုတ်ဖယ်ရှားပြနေ၏ထိုချိန်တွင် ပလူကောင်များကို လာစားနေကြသောတောတရိษံများကိုဖမ်းဆီးစားတော့ရန်တောခွေးနှင့်ခွေးအားတို့ကလည်းပလူကျင်းသားရောက်လာကြပြန်၏သို့သော ပလူချင်းကိုအပိုင်စီးထားသောတင်းွေချက်ကြီးကမူတောခွေးခွေးရများကိုလုံးဝမမှု တွင်းထဲကထွက်လာကြသော ပလူကောင်များကိုသာရှာရှည်ကြည့်နှင့်အပတရစားတော့နေ၏ တောခွေခွေရတို့မှာပလူစားရန်လာကြတော့တောတရိတ်ဆန်များမဟုတ်သဖြင့်တင်းခွေချက်ကြီးကိုရမမှုကြအနီးဝန်းကျင်ရှိဖုတ်ပရက်နှင့်ကြက်ငှက်များကိုသာဖန်ဆားနေကြလေသည်ထိုချင်းတွင်နောက်ဆုံးရောက်လာသောတရိတ်ဆန်မှာမွေပါဖြစ်သည် မွေပါသည်ဘဲကဘာကပင်ရန်ညိုးရန်စရှိထားကြသည်မသိတင်းခွေချက်ကြီးကိုမြင်သည်နှင့်တပြိုင်နက်တရှူးရှူးဒေါသတံပေးကပြေခုန်ကြိုက်သည်အခုံအပြန်နှင့်အရှောင်းအတိန်လှည့်မြန်သောမွေပါကို တင်းခွေချက်ကမှလုံးဝမမူခေါင်းထိုးခံကတီတီငင်ငင်သာငင်ဆိုင်သည်မွေးပါကလည်းသူကျွမ်းကျင်သော အခုံအပြန်တွေကိုအတုံးချကတိုင်းသမားကြီးတယောက်ပမာတင်းခွေချက်ကို အနီးအဝေးအခုံအပြန်တွေနဲ့တိုက်ခိုက်လေ၏မွေးပါကိတ်သည်မြလက်နှင့်ပုတ်သည်မြတို့ကိုတင်းခွေချက်ကလုံးဝမထီသူ၏မာကျောသောအကြီးအခွန်ကိုလာကိုက်လာရိုက်သောမွေပါကသာနောက်ထိုင်လန်ကြသွားသည်သို့သောမွေပါကလည်းဇွဲမလျှော် အစိတ်အလွန်ပြင်းသောမျိုးပွေးမျိုးဟောင်းနှင့်တကွတခြားဒရိစံများကိုကိုက်ခဲတပ်ပုတ်ရာတွင်အသုံးပြုနေကြခုံပြန်ကြော်လွှားတိုင်းကွက်များနှင့်ဆက်လက်တိုက်ခိုက်နေသည်နောက်တော့မွေပါလိုအဆွဲမပါသွားမပါသောတင်းခွေချက်မှာအစိတ်ပြင်းသောမွေပါဤသွားအစဲများကိုမကြောက်တော်လဲစိတ်ရှုပ်လာပုံရ၏သူ့ကိုယ်ကိုပြေးကြိုက်လိုက်နောက်ပြန်လွင့်ဆင်သွားလိုက် သူ့ကိုယ်ပေါ်ကိုအကြိမ်ကြိမ်ခုံကျော်ပြီးနောက်တစ်ဖက်ကဝင်တိုက်ခိုက်လိုက်လုံနေသောမျိုးပါကို မျက်စီလဲနောက်လာပုံရသည်ထိုကြောင့်တင်းွေချက်သည်ချက်ချင်းသူ့ကိုယ်ကိုကရုတ်ခွေလိုခွေချလိုက်ပြီးပလူကောင်တွေတကောင်ပြီးတကောင်ထိုးထွက်နေကြသော ပလူချင်းဝတဲ့တဲ့တွင် ခွေပိတ်အိတ်နေလိုက်သည်ပလူကောင်များအသိအသံမကထွက်လာနေကြသော ပလူချင်းမောက်ကိုတင်းွေချက်ကြီးကစိတ်ဆိုးမှန်ဆိုးနှင့်ပိတ်အိတ်ထားသောအခါ ပလူကောင်တွေမှလည်းချင်းနှဲမှတကောင်မှထွက်မလာနိုင်ကြတော့ပြီ ထိုအခါမွေးပါမှာပို၍ဒေါသအမျက်ချောင်းချောင်းထွက်လာပြီးတင်းခွေချက်ပေါ်ခုန်တက်လိုက်ပြန်ဆင်းလိုက်နှင့်ကြံရမရဖြစ်နေ၏နောက်တော့မွေးပါကဘာစိတ်ကူးရသွားသည်မသိတင်းခွေချက်ကိုပေါ်ဆက်ခနဲခုန်တက်ကသေးပန်းချလိုက်သည် မွေးပါတိုက်ခိုက်တမျှကိုတစ်ချိန်လုံးပမာမခန့်မဲအိန္ဒြေမပြတ်ခတ်တီတီအိတ်နေသောတင်းငွေချက်သည်ဒီတခါတော့ဘာဖြစ်သွားသည်မသိပလူချင်းဝါကချက်ချင်းခုန်ထကတကြိုးတည်းလစ်ပြေးသွားလေ၏ ထိုအခါဘာသုံးပါခေါ်တွင်သောမုတ်ဆိုးသားဖ၃ယောက်မှတားကောင်စပြည့်ရန်တတိယလှုပ်ရှားလာကြသည်ဥပမျိုးကပရမအူဆုံးသူတို့ပြည့်ရမည်တားကောင်ကိုအတန်ပေး၍တားနှစ်ယောက်ကိုလက်ညှိုးထိုးပြ၏သူတို့ပရမအူဆုံးပြည့်ရမည်တားကောင်မှာပလူချင်းဝါကမွေပါဖြစ်သည်မွေပါမှာအယိုးအရေလက်သေးခြေသေးကအစဆေးဘက်ဝင်သည်ဖြင့်မြမတမားတော်များဈေးကောင်းပြီးသောတော်ဒရိတ်ဆန်ဖြစ်သည်ထို့ကြောင့် ဥပါမျိုး၏ဒူးလေးမှပြမလွဲများတစင်းသည် ရှီကနေအတံမီကပထမဦးဆုံးထွက်သွားလေ၏ထို့နောက်ဘာမိုးဘာဟိုးတို့၏ညာနှစင်ဖိုးကြလိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ